အခုနကတော့ဖုန်းဆက်တော့ဆရာကတော့ဟိုဒီဟိုဟာ physically ကအဆင်ပြေ mentally ကတော့သူအဲ့ဒီဝင်ပူးကတ်ထားတဲ့အချိန်ကြောင့်နည်းနည်းတော့ဒီဝမ်းနေတဲ့အရေးအယံပြီးတော့ဟိုလူတယောက်ကိုဆုံးရှုံးသွားတဲ့ခံစားချက်မျိုးတော့ဆရာကကြံလေးရလို့တော့ပြောတော့အဲ့ဒါနခဏနေရင်တော့ဆရာကိုမျိုးတစ်ခု video call ပဲပါပြီးတော့အဲ့လိုမျိုးတက်ကြွနေတဲ့သူနဲ့တစ်ခုခုလောက်ပေးဖို့တော့ပြောထားတယ်ဟုတ် င်ရကြအဓိကမလိုက်တော့ပြတာကြောင့်ဘယ်လိုလဲဆိုရန်ကုန်မှာလူကြီးတွေကြံရတယ်လူကြီးတွေနဲ့နေပေးရတယ်ပေါ့နော်ရတာဝင်ရပြီးတော့နောက်တစ်ခုကကြောင့်တို့လိုတာတွေရှိလို့ရှိရင်ရန်ကုန်ကနေဝယ်ထည့်ပေးဖို့အဲအဲ့အဲ့အားကြီးပေါ့နော်ဒါမဲ့ဟိုနောက်ဆုံးလိုတာရှိရဲဘာညာဆိုရင်တော့လိုက်သွားဖို့တော့ကိုကပြောထားရအဓိကကြောင့် main ကလေးဖြစ်နေလို့ပေါ့နော်အခွဲထဲမှာရင်းနေရ main ကလေးရတယောက်ပဲပါ main ကလေးအဖို့မရှိရတဲ့ကြောင့်အဲပြီးတော့နောက်တစ်ခုကကြောင့်ဒီ debt body တွေပါတွေ့လို့ရှိရင်မျိုး ဘလောက်ပဲစိတ်တက်ကြဟိုင်နေမိနေပဲဖြစ်ဖြစ်စိတ်ထိခိုက်တာရော shock ဖြစ်တာရောအဲ့လိုမျိုးဖြစ်မှာဆိုလို့ပေါ့အဓိကကတော့ဟိုဘယ်လိုပြောမလဲ main ကလေးဖြစ်နေတဲ့ channel ပဲအကူကအနောက်မှာထားပြီးတော့အနောက်ကနေပဲ support လုပ်ပေးဖို့ပဲထားခဲ့ရပါတော့နော်ဟုတ်ကဲ့ အာစေဝါပစ္စည်းပြင်ဆရာဝန်တွေပါသွားတဲ့အားသာချက်ကတော့ဘာရှိလဲဆိုတော့အတချို့တကယ်ညီမတို့တကယ်လိုတဲ့နေရာတွေသွားတဲ့အချိန်မှာဆရာဝန်တွေပါသွားရပြီးတော့ခွဲစိတ်ဆရာဝန်တယောက်ပါသွားရပါသွားတဲ့အချိန်မှာတကယ်ဟိုဟိုပြက်ရှာတန်ရာတွေ၊ကွဲနေတဲ့တန်ရာတွေလိုအပ်တဲ့နေရာတွေပေါ့နော်အားတွေကိုဟောဘယ်လိုပြောမလဲတကယ်သူတို့ကိုယ်တိုင်ဒီဟိုညီမတို့ဗီဒီယိုတွေလည်းတင်ထားပါတယ်တကယ်ချုပ်တယ်တကယ်ချုပ်ရိုးဖြည့်ရာတွေစေးထည့်ရာတွေ dressing လုပ်တာတွေပြီးတော့စေးညှုံးပေးရာတွေပေါ့နော်အားတွေကကြတော့တကယ်ထိရောက်တယ်လို့ပြောလို့ရတယ်တချို့နေရာကြတော့ဒီအထိုင်ချထားတဲ့ဒီ ဆေးကုပေးရနေရာတွေမသွားနိုင်တဲ့နေရာတွေရှိတော့လေအဲအဲ့အရာပို့အဆင်ပြေရဲ့ပြီးတော့မြန်မာတို့ဆိုအခုဟိုမွေစိတ်ဖြည့်စည်းပိုင်းအစားအကုန်ထည့်သွားတယ်လူလို့ရတဲ့နေရာတွေအကုန်ဖလူရဲဆိုတော့လေအဲဘယ်လိုမှဆရာဝန်တွေပါသွားတယ်တိတက်နားလဲသူတွေပါသွားတော့ပို့အဆင်ပြေရပါတော့ညီမတို့ကတော့အဲ့အဲ့ဒါကိုပို့ပြီးတော့ appreciate လုပ်တယ်ဆရာဝန်တွေကကိုဖြိုးရဲ့တငယ်ချင်းဟုတ်တော့သွားသွားကြမိတ်ဆွေတို့ခေါ်ပြီးတော့သွားကြတယ် ဟုတ်ညီမလည်းအဲ့ဒီဗီဒီယိုစတွေ့တဲ့အချိန်မှာအရန်စိတ်ပူတာညီမကကြတော့ဒီတောက်လျှောက်ကအကိုတို့ဆရာတို့အဲပြီးတော့ကိုဖြိုးတို့ကိုသူရတို့ ਨੇ ကစာစာပဲပူတာပေါ့နော်ဖုန်းဆက်လို့ရှိရင် line မရတာနဲ့တခုအခက်ခဲဖြစ်မှန်းလေဆိုရအသိမပြောမင်းညာကမှဆရာကတော့မင်းကစပွန်ဆာတယ်မင်းကပိုင်းအောင်အသမီးရဲ့ဆရာတို့ဖယ်သွားနေပြီပေါ့ အဆင်ပြေစိတ်မပူနဲ့အစားလည်းမမှန်စားရပါညာပေါ့ပြီးတော့ညနေနေ့လည်းဆိုရင်ညီမလည်းအဲ့လိုလိုအပ်တာလေးလိုက်လုပ်ပါညာပေါ့အဲ့ဒီအချိန်မှာညဘက်ကျတော့ဆရာစပို့ရဲ့အဲသမီးရဲ့ဆရာတို့ဟိုစုရက်ကိုပြန်နေပြီရဲ့အဆင်ပြေရဲ့အော်ဟုတ်ကဲ့ဆရာဆရာဒီနေ့ရဲ့အဲ့လိုမျိုးတော်တော်လေးတော့ဟိုတွေ့ခဲ့ရတယ်ပေါ့နော်လိုအပ်တာရပါညာပြောပြီးတော့ လုံးဝမကြဘူးတနာကြီးလောက်ပဲကြာမယ်အဲ့ဒီဗီဒီယိုကြီးတက်လာအရန်လန့်ဟာဘာဖြစ်လဲဆိုတော့ဆရာကိုရိုင်းကအယုံကြည်ရှိရတူမဟုတ်ဆရာကလေအဲ့တော့တမီးတို့ရေတခြားကိစ္စတွေပြောရဲအဲတခြားဒီပူရာကတ်တာတွေနဲ့ပတ်သက်ပြီးယုံကြည်ညီမတို့ယုံကြည်မှုတွေပြောရအောင်ဆရာကညီမတို့အဲမဟုတ်ဘူးဒါကဘလို့အစွဲကြောင့်ဖြစ်တာပါလားဆရာကတေချာပြောနေတယ်ဆိုဆရာကိုယ်တိုင်ရှီရောက်ပြီးတော့ဟာဖြစ်တဲ့ချိန်မှာအဲ့ဗီဒီယိုကြီးတွေ့ချိန်မှာအရန်လန့်သွားဒါပေမဲ့အဓိကကျတော့ဆရာကိုစိတ်ပူတာအဲမျိုး ဟိုတခုခုပေါ့ဖြစ်မလားဆရာများအရင်ဟိုစိတ်ထဲမှာအဆင်မပြေဖြစ်နေမလားပေါ့သူသူရဲ့ first time experience ဆိုတော့အဲ့ဒါနဲ့မင်းညာဖုန်းဆက်တယ်ဖုန်းဆက်တော့ဆရာနားနေပြီဘာညာတော့ပြောတယ်အခုတော့ဆရာဟိုဖျားစာရေးပါရုပ်ဖို့အဲ့လိုမျိုးတော့ပြောထားတယ်ဆရာလည်းဒါသူ तू ကပိုစိတ်မကောင်းဖြစ်နေတာပေါ့နော် तू तू သူ့ရဲ့အာယုံထဲမှာ तू မြင်လိုက်ရတယ်ပေါ့နော်အဲ့ဒီထက်ပေါ့ဟိုထက်ပေါ်ကြီးလေဟိုတဲ့အဲ့ဆိုဆရာလည်းတော်တော်စိတ်မကောင်းဖြစ်နေအခုနာတော့ဖုန်းဆက်တော့ဆရာကတော့ဟိုဒီဟိုဟာ physically ကအဆင်ပြေ mentally ကတော့ तू အဲ့ဒီဝင်ပူးကတ်ထားတဲ့အချိန်ကြောင့်နည်းန ဲတော့ဒီဝမ်းနေတဲ့အရေးအယံပြီးတော့ဟိုလူတယောက်ကိုဆုံးရှုံးသွားရဲခံစားချက်မျိုးတော့ဆရာကကြံလေးရဲ့လို့တော့ပြောတော့အဲ့ဒါနဲ့ခဏနေရင်တော့အမျိုးဆရာကိုမျိုးတစ်ခုဗီဒီယိုကောပြီးပါပြီးခေါ်ပြီးတော့အဲ့လိုမျိုးတက်ကြွနေတဲ့သူနဲ့တစ်ခုခုလုပ်ပေးဖို့တော့ပြောထားရဲ့ဟုတ် အာအခုသွားတဲ့အချိန်မှာဗာကြားလဲဆိုတော့အကိုတို့ကတကယ်ဟိုးလူမရောက်တဲ့နေရာတွေသွားရဲတကယ်စေးတော်ရမရောက်နိုင်တဲ့နေရာတွေသွားရဲတေချာလုတ်ပြီးရပေါ့နော်အဲ့အချိန်မှာဗာဗာမြင်ရလဲဆိုဥမာတချို့ Facebook မှာလူနေရလူနေရလူနေရဆိုပြီးတော့တက်နေတဲ့နေရာတွေကတကယ်ပြည့်စုံသွားပြီအဲတကယ်ဟိုးချောင်းကလောင်နေရမှာတော့တော်တော်အခြေအနေဆိုးဆိုးကြီးရှိရပေါ့နော်အဲ့ရောအကိုတို့ကပြောရဲပြီးတော့အဓိကကျတော့ဒီစေးဝါးရဲ့ရိတ်ခါရဲ့ပေါ့နော်အဲ့ဒါကြီးလိုအပ်နေ ပေါ့ဟောအဲ့လိုမျိုးတော့သူတို့ဘက်ကအဲလိုက်လုပ်ပေးနေဒီနေ့လည်းဒီဘက်တရဦးတို့အင်းဝါတို့ဘက်ကိုပြန်ဆင်းမယ်လို့ပြောရဲဟုတ်ဓာတ်ပေါ်ဒီဘက်တွေကိုညီမတို့အဲ့ဒီ ညီမတို့မှာအချိန်ကနှစ်ရက်ပဲရတရက်တရက်ခွဲပေါ့တရက်ခွဲပဲရတော့အဲ့ဒီအချိန်မှာတော့ညီမတို့တက်နိုင်သလားအလှထမ်းပြီးတော့သွားရတယ်။အဲ့ဒီဓာတ်ပေါ်ရိုက်ဆိုင်ဟိုပစ္စည်းတွေပေးရဆိုင်ရုံတကူကတော့အများကြီးပေးလိုက်တယ်လို့ပြောရတယ်။အဲ့ဒါမျိုးကြောင့်အကိုရောကကြောင့်အမှန်တိုင်းပြောရရင်ဟိုညီမကိုယ်တိုင်လည်းဒီဓာတ်ပေါ်ရိုက်ထုတ်တဲ့ဟာတွေပိုင်းမှာတော့အများကြီးဟိုသွားပြီးကိုယ်တိုင်မလုပ်စေချင်တော့ဟိုလုပ်ပေးရပရာဟီတာတွေကိုတော့ဓာတ်ပေါ်ရိုက်ဘက်တွေကိုတော့သူတို့ပေးချေချာဟိုခွဲဝေပြီးတော့ပေးတယ်လို့ပြောရရှင်ဟုတ် မကတော့တော့အဲ့ညမှာပေါ့နော်ညမဆေးဆေးကန်တော့ဟိုဆေးပစ္စည်းဆိုင်သွားပြီးတော့အဲ့လိုမျိုး N95 mask တွေအဲပြီးလို့ရှိရင်ဒီလက်အိတ်တွေပြီးတော့တက်စားရည်တွေဟိုပါပေါ့အရက်ပြန်တော့အဲ့လိုမျိုးဒီဟိုဟာတန်းစင်ရည်နဲ့ပတ်သက်ပြီးပိုးတက်နိုင်မဲ့ပစ္စည်းပေါ့ညမလည်းညမအရင်မသိတော့တက်တက်တော့မှတက်တော့ညမဝယ်ပြီးထည့်ပေးလိုက်တယ်အဲ့မဆရာဝန်နှစ်ယောက်လည်းပါသွားတော့လေအဆင်ပြေမယ်ထင်တယ်အဓိကကျတော့အဲ့လိုမျိုးဟိုစိတ်မကောင်းဖြစ်နေကြပါမလို့အကုန်လုံးဓာတ်ပုံတွေတွင်း ကြည့်ရင်တွေ့မှာပါသူသူအကိုကြီးအကုန်လုံးသူတို့အရင်စိတ်မကောင်းဖြစ်နေကြရဲဆိုတော့ဟိုသူတို့ရဲ့ပြန်လာလို့ရှိရင်သူတို့ရဲ့မန်တုံနဲ့ပတ်သက်ပြီးတော့သူတို့တွေလည်းတော်တော်အချိန်တခုယူရမယ်နဲ့တွေ့သူတို့ကိုယ်နဲ့မြင်ထားတော့တယ်အော်ဟွာဒီကနေရောအမေကြီးပေါ့နော်ကိုနိုင်အမေဟွာအချောက်ချမ်းနေလောက်ပေးလိုက်တယ်ပြီးတော့ဆန်80ပါးကြီးလည်းထည့်ပေးလိုက်တယ် gas oil ပါကြီးလည်းဟွာအခွင့်အမှာတတ်တက်လို့စားရတဲ့သူကလည်းတယောက်ပါတော့အဲဒီသူအတွက်ကောပြီးတော့တခြားပါရဲ့သူတွေအတွက်တော့အဲ့လိုမျိုးအခြေခံစားတောက်ကုန်လေးပေါ့အဲ့လိုမျိုး ပီကျော်လေးငပြားကျော်လေးငချောက်ကျော်လေးအဲ့လိုမျိုးလေးရောထည့်ပေးလိုက်တယ်ပြီးတော့ကြက်ဥလေးပါပေါ့ဟုတ်သူတို့တော့အဆင်ပြေအောင်စားမယ်လို့ထင်ပါတယ်ဟုတ်မနေ့ကတော့စားနေရဲ့ဗီဒီယိုလေးတက်လာတယ်လေကဲလို့ရတဲ့လောက်ကဲမယ်လို့တော့ပြောနေရောလေရက်ကိုတော့အတိအကျပြောလို့မရအောင်အခုလည်းထပ်လှူတဲ့သူတွေရှိရောလေအမျိုးသူတို့ထပ်နေုံမယ်နဲ့တူတယ် နောက်ထပ်ကူညီကယ်ဆယ်ရေးကြရတော့ညီမတို့ပါဝင်ပြဖို့တော့ရှိတယ်အခုဆိုရင်အော်ညီမရန်ကုန်မှာနေခဲ့ရဆိုတာလေအကိုတို့ကမန္တလေးသွားနေချိန်မှာညီမတို့ဒီဘက်မှာဆရာဖတာတို့ညီမတို့တွေပေါ့နော်အဲဒီညီမညီမရဲ့ညီမတငယ်ချင်းဒီတရုတ်ဆောင်နေရဲ့နဲ့ပေါင်းပြီးညီမတို့ဒီအင်းလေးအတွက်ပေါ့နော်အခုကအင်းလေးမှာတော့ကယ်ဆယ်ရေးအဖွဲ့ရသွားနေပြီညီမတို့အဓိကအလူခံတာကြောင့်ဒီပြန်လဲထူထောင်ရေးနဲ့သူတို့ ဒီအိမ်နေဖို့စာဝတ်နေကိစ္စလေးပေါ့အဲ့ဒါတွေကညီမတို့အဲ့လူခံနေရောညီမတို့အပြန်လာလို့ရှိရင်တော့အဲ့လို plan တစ်ခုဆွဲပြီးတော့တချံအတွင်းသို့မဟုတ်တချံအပီးလောက်ကိုညီမတို့အဲ့အင်းလေးဘက်တက်ပြီးတော့ပြန်လဲထူထောင်ရေးလုပ်မယ်ပေါ့မန္တလေးဘက် ကတော့အခုအကိုတို့ကဒီအရင်ဆုံးသူတို့ဘက်ကကြတော့တိုက်တယ်များတော့ဖြိုချဖို့အတွက်ကိုအခုအဲ့လိုဟိုဟိုတနေ့ရယ် green ဟို ကွန်ကရစ်ဖြတ်ဆက်လာအဲ့ဒါကြီးပါသူတို့လှူတာကြီးပါတော့တွေ့ရဲအဓိကကတော့ဒီမန္တလေးပြန်လဲထူထောင်ရေးဆိုလို့ရှိရင်လည်းညီမတို့ဘက်ကနေအတက်နိုင်ဆုံးအဲဒီတက်ဆိုင်ရပါတော့အခွဲအစည်းရင်းနဲ့ချိတ်ဆက်ပြီးတော့အဲညီမတို့ထပ်ပြီးလုပ်ပေးဖို့တော့ရှိတယ်ဟုတ်ကဲ့ အဲညီမတို့အမှုပညာထွက်မဲ့ဟာတွေကဒီဒီကိစ္စရဲ့အားလုံးပြီးပြီးတော့အေးစေးစေးလေးပြန်ဖြစ်ပြီးတော့ဟိုကြည်သူတွေပေါ့နော်တကယ်ဒုက္ခခံစားနေရတဲ့သူတွေစိတ်စိတ်လက်ตายရတဲ့အချိန်တွေရောက်မှာပဲညီမတို့ပြန်ထုတ်ဖို့အစီအစဉ်ချထားရယ်ရိုက်ကူးရေးတွေလည်းညီမတို့နောက်ရွှေ့ထားရယ်ထွက်မဲ့အဲဒီ rally ဆုံးမဲ့ဟာတွေအကောင်လုံးလည်းညီမတို့နောက်ရွှေ့ထားရယ်ဟုတ်ကဲ့ကန်တာထုတ်လို့ရရိုက်မဲ့အစီအစဉ်ကတော့ညီမတို့6လပိုင်းလောက်မှရိုက်မှာဆိုတော့မိမယ်နဲ့တူပဲဟုတ်အခုတော့ ပြန်တော့ပြင်ဆင်နေပါတယ်ဟုတ်ဒါပေမဲ့အဲ့ဒီရိုက်ကူးရေးအတွက်ညီမတို့အမှန်တိုင်းပြောရင်3ရက်နေပေါ့နော်ဒီဒီ April 3ရက်နေမှာညီမတို့ကပကံမှာ location တွားကြည့်ဖို့ပြပါတယ်အကုန်ချိန်ပြပါတယ်အဲ့အဲ့နေမှာပဲအဲ့မတိုင်းမှာပဲဖြစ်သွားညီမတို့အဲ့ဘက်လည်းမသွားနိုင်တော့ဘူးပေါ့ဟုတ်အဲ့ ါတော့လေအကိုတို့ရိုက်လာမယ်ထင်တယ်ဟိုအကိုရဲ့ TikTok မှာဆိုလဲသူအဲ့လိုမျိုးလေးတင်တင်နေရောလေအကိုတို့ရိုက်လာရင်တော့အကိုတို့တင်မယ်နဲ့တူတယ်ညီမတို့ကတော့အမှန်တမ်းပြောရင်ဒါကဟိုအကိုကအရင်တော့မီဒီယာတော့သူကမခေါ်ခြင်းဘူးဆိုပြီးပြောတာဒါမဲ့ဒီဒီဘက်ကအခွဲတစ်ခွဲရသူတို့ like channel ယောက်ျားလေးတယောက်ပဲပါမှာဆိုအဲ့နဲ့ထည့်လိုက်တာပေါ့နော်ထည့်လိုက်တဲ့အချိန်မှာလဲအကိုကသူကိုယ်တိုင်ဒီမျိုး mic တင်နဲ့ live ပြရပါတယ်သူမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ညီမတို့ကိုယ်တိုင်လည်းကင်မရာ video တွေ့ရင်ကြည့်ရင်တွေ့မှာပါဟိုလုံးဝဟို documentary ပုံစံပဲဟိုဟာပေါ့နော်အဓိကကျတော့ဒီ ီအာထိခိုက်သွားရဲ့ပြည်သူရဲ့မျက်နှာတွေကိုအတက်နိုင်ဆုံးမပါသေးကျွန်တော်လေအဲ့လိုမျိုးဆိုအကိုဘယ်လိုလုပ်မလဲတော့မသိဘူးဒါပေမဲ့ဟိုအခုလောကျတော့ဒီ TikTok တို့ဘာတို့မှာတော့အကိုတက်နိုင်တဲ့လောက်သူတို့တင်ထားရလေးတော့တွေ့ရောလေအဲဟိုပြိသက်တွေတော်တော်များများလဲအားတက်ကြရဲအဓိကကျတော့အကုန်လုံးဟိုဘယ်လိုပြောမလဲဝမ်းနဲ့အားငယ်နေတဲ့အချိန်မှာဒါသူတို့ချစ်တဲ့အမှုပညာရှင်တွေကိုတွေ့လိုက်တဲ့အချိန်မှာတော့ဝမ်းတာပြီးတော့အကုန်လုံးကတော့ဟို အားတော့ဖြစ်တာပေါ့နော်ဒါကတော့အနုပညာသမားတွေဟိုပါပေါ့အားဖြစ်စေရအချက်တစ်ချက်ဆိုတော့လေအခုအနုပညာရှင်တွေလည်းအများကြီးတွားကြရဆိုတော့လေဟိုတိတိရောက်နေရာလေးမှာတိတိချာချာလေးလူတန်းပြီးတော့ဟိုပြည်သူတွေကိုအားပေးစကားလေးပြောပေးဖို့ပဲညီမတို့ဘက်ကတော့မျှော်လင့်ပါတယ်ဟုတ်အော်အဓိကကျတော့ဒီတပားပေးရညာတကယ်တည်းဟိုမသိရဘူးပေါ့နော်အခုငရင်ပေးဆိုရင်ညီမတို့ဆိုလည်းကြိုးမသိဘူးအာဒီလှုပ်နေတဲ့အချိန်မှာလည်းညီမကိုယ်တိုင်အိမ်ပေါ်မှာလုံးဝအောင်စင်အောင်အောင်အောင်မစင်မစင်ရအောင်ပေါ့နော်အဲ့လိုမျိုးဆိုတော့ ဒီမန္တလေးဘောက်ဆိုအရင်များရယ်လေအဲ့လိုမျိုးအခြေအနေမှာဆိုတော့ဒီတဘောဘေးအနေနဲ့ပတ်သက်ပြီးရောဆိုလို့ရှိရင်တေးသေးချာချာဒီထုတ်ပြန်တဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတေးချာလေ့လာပါပြီးလို့ရှိရင်ဒီဟို page တွေကနေအဲ့လိုကြော်ညာနေရတွေကို panic မဖြစ်ဖို့ပေါ့နော်ပြီးတော့ဟို ကိုဘက်ကနေပြီးတော့အဲ့လိုမျိုးဟိုပြောမယ်နောက်ပိုင်းနေဖြစ်လာနိုင်မဲ့အရေးအယံတွေရှိရဆိုလို့ရှိရင်ဒီပြင်ဆင်စရာရှိတာပေါ့ဥမာဟိုဆာရဲဆာရန်နေပစ္စည်းတွေငွေကြေးအဲ့လိုမျိုးလေး ပြင်ဆင်ပြီးတော့ပဲအဲဘယ်ပြောမလဲအလတ်ဖြစ်ဖို့ပြီးနေဖို့ပဲညီမအနေနဲ့တော့အကြံပေးခြင်းနဲ့အခုမန္တလေးမှာဆိုလဲထပ်လှုပ်တာရှိရပါတော့။ထပ်လှုပ်တာရှိရဆိုတော့ဟိုထပ်ပြီးတော့အထိခိုက်တယ်မများဖို့ပေါ့။အဲ့ဒါကိုပဲနည်းစုတောင်းနေရပါ။